Thank you. မင်္ဂလာနေ့လည်ခင်ပါရှင်ကျမတော့ဖူအီအီနွယ်ပါ DV ရမြင့်တန်ကြားရဲ့နေ့လည်နှစ်နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်စကိုင်းတိုင်းပလဲမြွနဲ့ကနေတောင်တိုက်ပွဲမှာဘုံလာကျဲတဲ့စစ်ကောင်စီလေးရင်တစည်းကို တော်လိုင်းတက်တွေကဒီနေ့ဂျွန်လ17ရက်နေ့လယ်12နာရီကျော်မှာပြစ်ချလိုက်တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်ပါတယ်။ပလဲမြို့နယ်ကန်တောင်ရွာမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲပြင်းထန်နေတဲ့အတွက်ပြစ်ကူပေးဖို့လာတဲ့လေယာဉ်ကိုပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့ Jet Fighter တစ်စီးဟာကန်တောင်တိုက်ပွဲကိုဘုံလာကျတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့တွေကပြစ်ချလိုက်တာဖြစ်ပြီး ပလဲမြွနယ်စပတ်စစ်ကြီးရွာရဲ့အနောက်ဘက်မှာပြတ်ကျသွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတယောက်က DVB ကိုပြောပါရယ်စစ်ကောင်စီရဲ့ Jet Fighter ပြတ်ကျသွားပြီးတဲ့နောက်စပတ်စစ်ကြီးရွာဖုံရင်ကြောင်လဲမီးလောင်နေတယ်လို့ဆိုပါရယ်ဒီကနေ့ပြစ်ချခံခဲ့ရတဲ့လေရင်ဟာ Jet Fighter ဟုတ်မဟုတ်နဲ့ပတ်သက်လို့ DVB ကဆက်လက်အတည်ပြုဖို့ကြိုးပမ်းနေဆဲဖြစ်ပါရယ် ကန်ထောက်ရွာမှာဂျွန်လ2ရက်ကစပြီးဒီနေ့ဂျွန်လ10ရက်နေ့အထိတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်နေတဲ့အတွက်ဒေသခံထောင်ထဲချီနေရွှန့်ခွာနေကြရပါတယ်။ဒါပြင်စစ်ကောင်စီတပ်ကိုထောက်ခံတဲ့အင်မတီရွာကနေတဆင့်ကန်တောင်းရွာဘက်ကိုလူအင်အားရိတ်ခါလက်နက်ခဲရံတွေဖြစ်တင်နေတယ်လို့လည်းသိရပါတယ်ရှင်။ ချင်းပြည်နယ်တွန်းဆန်မြို့အနီးမှာ Richard Scale ၄ကျော်တဲ့အင်အားအနည်းငယ်ရှိတဲ့ငလင်းနှစ်ခုမိနစ်အနည်းငယ်ပဲခြားပြီးတော့စတိုက်လှုပ်ခတ်ခဲ့တယ်လို့အမျိုးသားညွန့်ရေးအစိုးရ NUG ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဂျွန်လ၁၀ရက်နေ့နေ့လယ်မြန်မာစံတော်ချိန်မိုးလွဲ7:58မိနစ်အချိန်လောက်မှာချင်းပြည်နယ်တွန်းဆန်မြို့အနီးမော်လိုက်မြို့ရဲ့အနောက်အနောက်တောင်ဘက်31ကီလိုမီတာအကွာမြောက်အနက်17ကီလိုမီတာကိုဗဟိုပြုပြီးတော့ Richard Scale ၄.၁အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့ငလင်းတစ်ကျင်း 12နာရီ27မိနစ်အချိန်လောက်မှာတော့မော်လိုက်မြို့အနောက်ဖက်38ကီလိုမီတာအကွာမြေရောက်အနက်60ကီလိုမီတာကိုဗဟိုပြုပြီးတော့ Richter scale 4.3အစစ်နဲ့တကြိမ်စုစုပေါင်း2ကြိမ်လှုပ်ခတ်ခဲ့တယ်လို့အမျိုးသားညွန့်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဇွန်လ19ရက်နေ့နေ့လယ်ပိုင်းမှာထုတ်ပြန်ထားပါတယ်ဒါပြင်ဒီကနေ့မနက်အစောပိုင်း3:37မိနစ်ကကြောက်စင်မြို့ရဲ့တောင်ဘက်35ကီလိုမီတာအကွာ မြောက်အနှက်30ကီလိုမီတာကိုဗဟိုပြုပြီးတော့ Richter scale 0.6အဆင့်အင်အားအတော်အသင့်ရှိတဲ့ငလင်တစ်ခုနဲ့6:12မိနစ်မှာလဲမတရားမျိုးရဲ့အနောက်တောင်ဘက်10မိုင်လောက်အကွာအနက်7ကီလိုမီတာကနေအင်အား3.2ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့လို့လည်းသိရပါတယ်ရှင်ရှမ်းပြည်နယ်အတွင်းမှာရှိကြတဲ့တိုင်းသားတော်လှန်ရေးတပ်တွေကြားမှာ ခိုင်မာတဲ့ပုံသဘောတူညီချက်မရှိရင်စစ်တပ်ကင်းစင်သွားခဲ့ရင်တောင်တိုက်ပွဲတွေကဆက်ရှိနေအောင်မှာဖြစ်တယ်လို့စီးရင်နိုင်ငံရဲ့အကဲခတ်တွေကထောက်ပြကြပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်အနာဒိစတစီကတိမ့်ပိုက်ထားတဲ့နေမျိုးတွေကိုတိမ့်ပိုက်အနိုင်ရရှိတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကသူတို့တွေရဲ့အုပ်ချုပ်ရေးရန်ရာတွေနဲ့အစားထိုးဖို့စောင့်ရက်လာတဲ့အခါမှာဒေသတွင်းမှာလှုပ်ရှားနေကြတဲ့တိုင်းသားတပ်တွေအချင်းချင်းကြားမှာ ပဋိပက္ခတွေဖြစ်ပွားခဲ့ကြတယ်လို့လူလူတွေရဲ့စန့်ကျင်မှုတွေပါရှိခဲ့ပါတယ်။ဒါတွေဟာချမ်းမြေတဲ့အတွင်းမှာရှိနေကြတဲ့တိုင်းသားတော်လိုင်းတပ်ဖွဲ့တွေကြားကမရှင်းလင်းတဲ့နေပြည်တော်မှတ်မှုတွေကြောင့်ဖြစ်တယ်လို့စီးရဲအကဲခတ်တွေကသုံးသပ်ကြပြီးဒါတွေကိုမဖြေရှင်းနိုင်ရင်ချမ်းမြေနယ်မှာစစ်တပ်ကင်းစင်သွားခဲ့ရင်တော့တနက်တန်တွေကတိတ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။အမည်မဖော်လို့တဲ့ဝါရဲရှမ်းနိုင်ငံရေးသမားတယောက်ကတော့ ရှမ်းပြည်နယ်အတွင်းမှာတနက်ကင်ပြီးအုတ်ချုပ်နေတဲ့သူတွေကလူလဲစုဖြစ်ပြီးအုတ်ချုပ်ခံရတဲ့သူတွေက လူအများစုဖြစ်တာကြောင့်လူလူကအုတ်ချုပ်တဲ့ဥပဒေမဟုတ်ဘဲစစ်ဥပဒေနဲ့အုတ်ချုပ်နေတမများကတော့ပဋိပက္ခတွေကဖြစ်နေအောင်ပါလို့ပြောပါတယ်။တီဘောကြောင့်ပဲဆိုရင်ရှမ်းနေပဲနေတဲ့နေရာတွေအဲ့နေရာကိုဘယ်သူကအုတ်ချုပ်မလဲ။အခု DLN နဲ့ MNDA တို့ရှမ်းမြောက်မှာနေမြေတွေတိမ့်နိုင်နေဆိုတာကအဲ့ဒီနေရာတွေမှာရှိနေတဲ့စစ်တပ်ရဲ့တပ်တွေကိုပဲတိုက်နိုင်တာ။ အဲ့ဒီဒေသတွေမှာအရင်ကရှိနေတဲ့တိုင်းရင်းသားဒေါ်လာရေးတက်တွေကိုတိုက်နိုင်တာမဟုတ်ဘူးအဲ့ဒီတက်တွေကအဲ့ဒီနေရာတွေမှာဆက်ပြီးရှိနေသေးပဲဒါကြောင့်ပွတ်တိုက်မှုတွေရှိနေတာအလုံးစုံနိုင်ကြရင်တော့အဲ့ဒီမှာရှိနေတဲ့ရှမ်းတက်တွေကိုပါနိုင်အောင်တိုက်မှရမယ်တက်ပြေးဆိုရင်လည်းတိုင်းရင်းသားတက်တွေအချင်းချင်းကြားမှာတိုက်ပွဲတွေဖြစ်မှာပဲရှမ်းပြည်နယ်အတွင်းကလက်နက်ကိုင်ဒေါ်လာရေးတပ်ဖွဲ့တွေရဲ့နေမြေအငင်းပွားမှုတွေကိုဖြေရှင်းကြတဲ့အခါမှာလူလူထောက်ခံမှုနဲ့ပြုတ်လုပြီးမဟာမိတ်အဖွဲ့တွေကြားဆွေးနွေးအဖြစ်ရှာမဲ့မူတခုရှိဖို့လိုအပ်တယ်လို့ အမီမဖော်လို့တဲ့ပထမအကြိမ်လွတ်တော်ကိုယ်စားလှယ်ဟောင်းတယောက်ကလည်းမှတ်ချက်ပြုပြောဆိုပါရယ်အဲ့ဒီလိုမှမဟုတ်ပဲနေမီအငင်းပွားမှုတွေခဏခဏဖြစ်နေရင်လက်နက်ကန်ပဏိပခကနေတစေပြိုကွဲရေးရှိကိုဥတည်တော်နေတယ်လို့ဘုံရန်သူကိုဥတည်တိုက်ရာကနေဘုံရန်သူရဲ့တက်ရှူဖြိုခွဲမှုကိုခံရပြီးတော်လန်ရေးကြဆုံသွားနိုင်တယ်လို့လည်းထောက်ပြပါရယ်ရှမ်းပြည်နယ်ဟာတိုင်းဒေသတပ်ဖွဲ့တွေအများအပြားရှိနေတဲ့ပြည်နယ်ဖြစ်တယ်လို့ တတ်မှတ်နေပြီးအရင်ပွားမှုတွေကိုဖြည့်ရှင်းကြတဲ့နေရာမှာလက်နက်ကင်ပြီးမဖြည့်ရှင်းပဲဒေတာကလူလူရဲ့သဘောဆန္ဒနဲ့တမိုင်းကြောင်းအထောက်အထားတွေကိုမိမထားဖို့လိုတယ်လို့အမိမဖော်လိုတဲ့ကချင်ဝါရီနိုင်ငံရေးသမားတယောက်ကပြောဆိုပါလေလက်နက်ကင်ရဲ့အခြေအနေမျိုးဆိုတာတလူပဲဖြစ်မှာပါဒါပေမဲ့တခုရှိတာကတော့လက်နက်ကင် post conflict ပေါ့ဗျ post war နောက်ပိုင်းမှာကျတော့ဒီဟာတော့ အဲတမိုင်းကျောင်းအရာဒီဒီပိုင်ဆိုင်မှုရှိနေတော့အဲ့ဒီကအပေါ်ပါပဲဒီမှာတွားတာတော့အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်ဒါမှမဟုတ်ဆိုရင်လက်လက်နဲ့ပဲဒီဟို case ကြီးကတော့ဘယ်တော့မှအဆုံးသတ်နိုင်မှာတော့မဟုတ်ဘူးအဲ့ဒီလိုဓမြပိုင်းခြားထားတာစနစ်ကြမရှိတာကြောင့်အရင်ကတည်းကရှုပ်ထွေးနေတဲ့ရှမ်းပြည်နယ်ရဲ့ဓမြတမမှုဟာဆရာနာတိမ့်ပြီးတဲ့နောက်ပိုင်းတိုင်းဒေသတပ်ဖွဲ့တွေရဲ့ဓမြထိ ंछ မှုတွေရှိလာပြီး ုပ်ချုပ်မှုတိစောက်ကြတဲ့အခါမှာမျိုးသားလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်းကြောင်းပြိပခတွေဖြစ်လာတာလို့ဝါရဲနိုင်ငံရေးလှလာတုံးတက်သူဦးတန်းစုလိုက်ကထောက်ပြပါတယ်ဒီရှုပ်ထွေးမှုတွေဟာဆက်ပြီးရှိနေဥပါဖြစ်တယ်လို့တရုတ်နိုင်ငံရဲ့ရှမ်းပြည်နယ်အရေးဝင်ရောက်လွှမ်းမိုးမှုနဲ့ရှမ်းပြည်နယ်အတွင်းမှာရှိနေတဲ့ ARG ရှမ်းတော်လည်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကြားကမတူညီတဲ့စည်းနိုင်ငံရေးသဘောထားတွေကြောင့်လဲပုံမှုရှုပ်ထွေးလာတာလို့ဆိုပါတယ်ငိုးတွေက ်ချုပ်ထွေးတယ်။ဘယ်လိုတော်လှန်ရေးနဲ့တက်တုံညာနှစ်ခွန်ဆက်စင်ရေးတွေဖြစ်လာတဲ့အခါပို့ပြီးချုပ်ထွေးတော်တော့ပေါ့။နော်။ဟောနေပြီးသိမ်းလို့ရပြီဆိုလို့ရှင်သိမ်းလို့ရတဲ့နေကိုနဲ့ပဲဆိုပြီးတော့ကိုအနာကိုထူလောင်ညာကိုဒီလိုငါနဲ့ကိုထူလောင်ညာတဲ့အခါကျတော့နေပြီးပိုင်းခြားသတ်မှတ်မှုတိတိကျကျမရှိတဲ့အချိန်တွေပေါ်မှာပဋိပက္ခတွေဖြစ်တာပေါ့။ဒါပေမဲ့အဓိကအဲ့လိုကိစ္စတွေဖြစ်ရတဲ့အဓိကအခြေခံအကြောင်းကတော့တရုတ်ရဲ့အဲ့ဒီဆွဲဖက်မှုတွေက ပို့ပို့ပြီးတော့လွန်ကျူးလာလေနော်ဒီဖြစ်ကိစ္စတွေကဒီလိုချုပ်တွဲမှုတွေကပိုများလာလေဖြစ်နိုင်မယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ခင်ဗျာတရပြူသားလူမျိုးတို့တော့ TNL ဘက်ကတော့သူတို့ထိန်းချုပ်ထားတဲ့နေပြည်တော်မှာဖြစ်ပွားခဲ့တဲ့ KIA တပ်ဖွဲ့တွေကြားကပြိပခါတွေကိုတက်ဆိုင်ရာတာဝန်ရှိသူတွေကနေတဆင့်ဖြေရှင်းဆောင်ရွက်နေတယ်လို့ပြောဆိုပေမဲ့ကိုကတပ်ဖွဲ့နဲ့ SSPB SSA တို့ကြားမှာဖြစ်နေတဲ့ပြိပခါတွေကိုတော့ ီဥပဒေတည်ထတာအနေနဲ့သက်ဆိုင်ရာဖွဲ့စည်းတာဝန်ရှိသူတွေကိုမေးမြန်းလို့မရသေးပါဘူးကျွန်တော်အောက်သူပါခင်ဗျာ AR Time ဂျုံပြုံမြို့ပေါ်မှာမြို့နယ်စီပင်သားရေးကော်မတီကရဲရွာဖွံ့ဖြိုးရေးအတွက်ရေမြောင်းနေတူဖို့ဆိုပြီးအိမ်တော်စုတစုကိုကြက်လေးတောင်းစီကောက်ခံနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဂျုံပြုံမြို့ပေါ်မှာရက်ွက်လေးခုရှိပြီးရက်ွက်အလုံးကအိမ်တွေအကုန်လုံးကိုရေမြောင်းတူဖို့တအိမ်ကိုကြက်လေးတောင်းစီထည့်ဝင်ပေးရတယ်လို့ဆိုပါဗျ။ ညောင်းတူတာနဲ့အမိုက်သိမ်းတာအတွက်ပြည်သူတွေကအခွန်အားလုံးပေးဆောင်ထားကြတာဖြစ်တယ်လို့လည်းဆိုပါတယ်။ညောင်းတူဖို့အတွက်တအိမ်တော်ကိုကြက်လေးတောင်းစီမဖြစ်မနေထည့်ပေးရပြီးအိမ်တိုင်းကိုကောက်ခံနေတာဖြစ်တယ်လို့ကြုံပြောဒေသခံကပြောပါတယ်။ ပြီးခဲ့တဲ့ဂျွန်လေးရက်တုန်းကလည်းမြို့နယ်အုပ်ချုပ်ရေးမှုကရက်ွက်အုပ်ချုပ်ရေးမှုတွေရမီရဖရီနဲ့ယာယီမှုစိန်အိမ်မှုတွေကိုကြုံပြောင်မျိုးပေါ်ကိုခေါ်ပြီး PDF တွေတွင်ဖန်စီပြီးသူတို့စီလာပို့ပေးဖို့နဲ့ပြောတဲ့အတိုင်းမလုပ်ရင်ကြုံပြောင်မျိုးနယ်တစ်ခုလုံးကိုဖျက်ဆီးပစ်မယ်ဆိုပြီးချိန်မောင်းပြောဆိုခဲ့တဲ့အကြောင်းဒေသခံတွေကပြောပါတယ်ရှင်ကင်းနီပြည်နယ်ဒီမော့ဆိုမြို့နယ်ဒေါငန်ခါကြီးရွာမှာ ဂျွန်လ9ရက်ကဆွေးမြင့်နေတဲ့ရုပ်အလောင်းတစ်လောင်းကိုတွေ့ရှိခဲ့တယ်လို့ကယ်ဆယ်ရေးလုံခြုံသူတယောက်ကပြောပါရယ်နေတလုံးထဲမှာတပတ်ကျော်ကြာပြီလို့ခန့်မှန်းရတဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပြီးတည်ဆုံးသူကအမျိုးသမီးဖြစ်နိုင်တယ်လို့ဆိုပါရယ်။ KNP ရဲဌာန KSP ကရုပ်အလောင်းကိုတည်ထုတ်ဖို့ပြောလာတဲ့အတွက်တွားရောက်တည်ထုတ်ပေးခဲ့တာဖြစ်ပြီးတည်ဆုံးသူနဲ့တည်ဆုံးသူရဲ့မိသားစုတွေနဲ့အဆက်အသွယ်မရသေးတဲ့အတွက်အလောင်းကို KSP လက်ထက်ပဲအပ်လိုက်တယ်လို့ကယ်ဆယ်ရေးလုပ်ပေးတဲ့သူကပြောပါရယ်။ တည်ဆုံးသူနဲ့ပတ်သက်ပြီးတော့ဘယ်သူဘယ်ဝါဖြစ်ကြောင်းအတိအတိအကျမသိရှိရသေးတယ်လို့ဘာကြောင့်တည်ဆုံးခဲ့ရတယ်လဲဆိုတာကိုသိရဖို့ KNP ရဲဌာန KSP ရဲ့ဒုရဲချုပ်ဥပပိုကိုဆက်သွယ်ခဲ့ပေမဲ့အင်တာနက်အခက်အခဲကြောင့်ပြန်လည်ဖြေကြားတာမျိုးရှိသေးပါဘူး။ပြီးခဲ့တဲ့မေလ16ရက်ကလည်းစိတ်ကျမ်းမာရေးအနေငယ်ချွတ်ယွင်းနေတဲ့အမျိုးသမီးတယောက်နေငါးနေထွက်သွားခဲ့ပြီး10ရက်ကျော်အကြာမှာတော့တော်ရင်တနေရာမှာတေဆုံးလျက်ပြန်တွေ့ခဲ့ရတယ်လို့သိရပါတယ်ရှင်။ ရည်ကြီးအခြေဆိုင်မြောက်ဆန်းအမြောက်တပ်ကနေငရဲတောင်ဖျားဝင်းကျင်ကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတာတပတ်ကျော်လာပြီးလက်နက်ငယ်တပ်တွေကိုလည်းကြားနေရတဲ့အကြောင်းဒေသခံတွေကပြောပါရယ်စိုးတောင်သတင်းပြဖို့ထားပါရယ်ရှင်ရည်ကြီးမျိုးနဲ့အခြေဆိုင်မြောက်ဆန်းအမြောက်တပ်လို့ခေါ်ကြတဲ့အမတ၃လေးလေးကနေမင်းဖြောင်းအတိုင်းတိုင်းရင်လေးမိုင်ကျော်သာဝေးတဲ့ငရဲတောင်ဖျားဝင်းကျင်ကိုလက်နက်ကြီးနဲ့နေတိုင်းပစ်ခတ်နေကြောင်းဒေသခံတွေကပြောပါရယ်ဒါကြောင့်ငရဲတောင်စောပြတရက်ပင်ကြီးစုရွာရီဘက်ကနေ ပောက်ကွဲတန်တွေကိုနေတိုင်းကြားနေရပြီးနှစ်ရက်သုံးရက်ကြာဝင်ကျင်တခါလက်နက်ငယ်ပစ်ခတ်တန်တွေကိုပါကြားနေရလို့သတိထားနေရတယ်လို့အနီးဝင်းကျင်မှနေတဲ့ဒေသခံတွေကပြောပါတယ်။လက်နက်ကြရနေတိုင်းတက်ပါလား။ဟောလာတော့ရှိပေါ့။တပတ်တကျော်လာတော့ကြားခွဲတန်နဲ့အဲ့ဒီငကရဲ့တို့ဆော့တန်နောက်ရှမ်းတို့အဖေချန်နဲ့ကြား။အုံးလေးလေးမှာကဒါကြားရတယ်လို့ဆိုလို့ရှိရင်500နီးပါးလောက်တော့ရှိရပြီးလို့ရှိရင်တို့ဒီလက်နှက်အင်းလက်နှက်ခင်ရပိုင်းမှာဆိုလဲတို့ဒါအခုရပိုင်းမှာဖြစ်တဲ့လက်နှက်ကြီးကပို့ပြီးတော့ အဆင့်မြင့်ထားတယ်ဗောနော်အဆင့်မြင့်နေဆိုတာကပောက်ဝဲအားပိုပြင်းနေအတန်းပိုကျေလာတယ်ဗောအခုလဲတာပြင့်နေတယ်အခုလေဒါအခုနဲ့စကားပြောနေရှင်မှာဒါပြင့်နေပဒိန်မုံရွာလမ်းဘက်မှာဆိုရင်ငကရေးတောင်ဝင်းကျင်မှာစစ်ကောင်စီတပ်ကတပ်ဆွဲထားပြီးအဲ့ဒီနေရာကိုကြော်ပြီးတော့ဒေသခံတွေကိုတောလာခွင့်မပေးဘူးလို့သူကဆိုပါတယ်ရေနသခိတ်ကိုဖျက်ပြီးငသန်းကြောင်ဘက်ဈေးဝယ်သွားမယ်ဆိုရင်လဲလူတယောက်ကိုစံသုံးဖြီထက်မပိုရဆိုတဲ့စီကံချက်တွေအပြင်အုတ်ချုပ်ရေးမှုစီမှာ ဈေးဝယ်ထောက်ခံချက်ပြုလုပ်ရတယ်လို့သိရပါတယ်။တိုက်ပွဲတွေအပြင်အခုလိုကန့်သက်ချက်တွေကြောင့်ဒေသခံတွေအခက်အခဲဖြစ်နေကြပြီးငသန်းချောင်းမြို့ပေါ်အထိတက်ရောက်မှုတွေရှိလာပြီလို့မြို့ကန်တယောက်ကပြောပါတယ်။ Economic ကကဘလာတော့ဘူးကွ။လူတွေလည်းမရှိတော့လာရင်လည်းအဲမ်းမှာခိတ်ကဆက်ဘူးတော့ကြီးတယ်။အမျိုးမျိုးစစ်တုံးတုံးလူကလည်းဟိုမလွဲလာလို့ဒီစီးလေးပါလေလာဝယ်နေနေပြန်ဒါပဲဒီပုံမှာဆိုရကွာလေ9နာရီလောက်ဘာလူမှမရှိဘူး ီမျိုးလေးကားလမ်းတွေပေါ်မှာလိုလိုအောင်ဆိုင်ကဲကဆုပ်ရခတ်နေအခုဘလူးမှမကြည့်ဘူးဒါကိုတန်တိုင်းလောက်ဆိုမျိုးလမ်းပေါ်မှာကားလေးကိုပုံပြီးလေးကြီးဆိုင်ကဲလေးငါးစီဒါပဲရှိဒါကြောင့်ပဲဒေသခံတွေစာဝတ်နေရေးချက်သေးလာကြပြီးအမတ်က344ဘတ်မှဆိုရင်လေဖြစ်စဉ်အသေးစိတ်ကိုမသိရပေမဲ့စည်ရေးတင်းမနေတယ်လို့ယူဆရကြောင်းမျိုးကံကပြောပါရယ်အမတ်344နဲ့ငတန်းเจ้าမျိုးဟာ12မိုင်လောက်ဝေးတာကြောင့် လက်နက်ငယ်တန်တွေကိုမကြားရပင်မဲ့လက်နက်ကြီးတန်တွေကိုတော့မြို့ပေါ်ကနေကြားနေရတယ်လို့သူကဆက်ပြောပါတယ်။ပြီးတော့လက်နက်ကြီးကြားရောက်မှာဆိုတာကြောင့်နဂရေးတောင်အနောက်ဘက်ကကြေးရွာတွေမှာလည်းဒေသခံအနေငယ်လောက်ပဲဆက်လက်နေထိုင်တော့တယ်လို့သိရပါတယ်။ကျွန်တော်ဆုံးလို့အောင်ပါ ုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ကာကွယ်ဆေးရေးအပေါ်တန်တရားရှိသူအနေနဲ့ထင်ရှားတဲ့ American ကျန်းမာရေးဝန်ကြီး Robert F Kennedy Jr. ဟာကာကွယ်ဆေးထုတ်နှံမှုဆိုင်ရာအကြံပေးကော်မတီ ACIP အဖွဲ့ဝင်18ဦးစလုံးကိုဖယ်ရှားလိုက်ပါတယ်။ ကုမ္ပဏီဝင်တွေမှာအကျိုးစီးပွားပြိပခတ်တွေရှိနေတဲ့အတွက်ကာကွယ်ဆေးထိုးနှံမှုအပေါ်ယုံကြည်မှုကျဆင်းစေတဲ့ကိစ္စဟာဒီလူတွေမှာတာဝန်ရှိတယ်လို့ဝန်ကြီးက Wall Street Journal မှာစောင်းပါရေးတာဝေဖန်ခဲ့တာပါ American ပြည်သူတွေအတွက်ဖြစ်နိုင်သမျှဘေးအကင်းဆုံးကာကွယ်ဆေးတွေရရှိစေဖို့ရည်ရွယ်တယ်လို့လည်းဆိုပါတယ်ဒီလိုအယုံကြည်မရှိတဲ့သူတွေထဲမှာနောက်ပိုင်းကာလကလှုပ်ကြံခံခဲ့ရတဲ့တမရဂျွန် F Kennedy ရဲ့တူ လုံခြံခံခဲ့ရတဲ့လွှတ်တော်အမတ် Robert Kennedy ရဲ့သားဖြစ်သူ Robert Kennedy Jr. တို့လည်းကာကွယ်ဆေးတွေရဲ့ဘေးကင်းမှုနဲ့ထိရောက်မှုအပေါ်တန်တရားရှိသူတွေဖြစ်ပါတယ်။သူရဲ့ရည်တည်ချက်အပေါ်ဆရာဝန်တွေ၊ကျန်းမာရေးပညာရှင်တွေရဲ့မိကွန်းထုတ်ခံရသူတွေလည်းဖြစ်ပါတယ်။ဝင်ကြီးဖြစ်မခန့်အပ်မီလွှတ်တော်ကြားနာမှုမှာတော့ကာကွယ်ဆေးတွေကိုဖယ်ရှားပြမှာမဟုတ်ဘူးလို့ကတိပေးထားပါတယ်။ကော်မတီဝင်၁၈ဦးမှ၈ဦးဟာသမရဂျိုးပိုင်တင်ယာရုကမစင်းခင်၂၀၂၅ဇန်နဝါရီကမှခန့်အပ်ခဲ့သူတွေဖြစ်ပါဖြစ်ပါတယ်။ မယူအသင်းကထွက်ခွာခွင့်ပြုတဲ့ကစားသမားတွေထဲမှာဝိုင်းနောက်ခံလူအီဗန်နဲ့ကိုသမားကြီးကိုသမားကြီးဘုံဟီတန်တို့လည်းပါဝင်ပါတယ်ဒါပြင်အကယ်ဒမီအသင်းကကစားသမား6ဦးပါဝင်ပြီးစုစုပေါင်း10ဦးကိုအသင်းကနေထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းဟာဝူတောင်မန်ကစားသမားကုညာကိုခေါ်ယူထားပြီးဘရန်ဖို့ဒ်ကအန်ပူမိုနဲ့နာပိုလီကအိုစီမန်အပါအဝင် အခြားတိုက်စစ်ကစားသမားတွေကိုလည်းခေါ်ယူဖို့ကြိုးပမ်းနေပါတယ်ရှင်။ ဒီဗီရုံမြင့်တန်ကြရဲ့နေ့လယ်2နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ရတာပါကျမတို့ဖူးအီအီနဲ့ပါကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်